အားလုံးပဲမင်္ဂလာပါဒီဆယ်လာပိုင်းအတွက်ပေါ့နော်ဒီဆယ်လာပိုင်းအတွက်ဒီဓာတ်ကြီးတစ်ခုလုံးရဲ့ energy တွေဘယ်လိုပုံစံမျိုးရှိလဲနောက်ပြီးတော့ဒီဆယ်လာပိုင်းအတွက်မှာခொနဲ့သားသမီးတွေအားလုံးရဲ့ကံကြမ္မာအနေထားကိုဘယ်လိုပုံစံမျိုးရှိလဲဆိုတာလေးကိုဝင်ပြပေးချင်ပါတယ်ဆိုတော့ဆယ်လာပိုင်းဟာဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာเนาะဒီကြောင်းလက်မှုတွေအများကြီး ကြုံတွေ့ရနိုင်တယ်ပေါ့နော်ပြားလက်မှုတွေအများကြီးကြုံတွေ့ရနိုင်တယ်ဥပမာပြောလို့ရှိရင်ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချရတာမျိုးပေါ့နော်အရေးကြီးတဲ့အကြံကောင်းဉာဏ်ကောင်းတွေကိုစတဲ့အကောင့်တွေပေါ်ရတာမျိုးပြီးတော့ကြံ့ကြာနေတဲ့အရာတွေအလုံးကလွတ်မြောက်လာတာမျိုးတော့ဒီလိုမျိုးကိစ္စမျိုးတွေကဆိုလို့ရှိရင်ဒီဆက်လာပိုင်းမှာကြုံတွေ့ရနိုင်တဲ့အပြောင်းလဲတွေပေါ့နော်အပြောင်းလဲတွေများကြီး ဖြစ်သွားနိုင်တယ်ပေါ့နော်ကောင်းသောကြောင်းလေးစင်းတွေအများကြီးဖြစ်နိုင်တယ်ဆိုတော့လာဖြစ်ပါတယ်ဒီဆယ်လာမယ့်ပေါ့နော်ဆိုတဲ့အခါကျတော့သူ့ရဲ့ energy ပဲဒီတိုင်းပဲကောင်းတာလေးအများကြီးကြောင်းလဲနိုင်တယ်လို့မကောင်းတဲ့အချက်တွေရလည်းပဲကိုဘဝမှာအာဒီမကောင်းတဲ့အချက်ဆိုတော့ကကိုနဲ့အဆမရှိတဲ့အရာတွေပေါ့နော်ကိုနဲ့အဆမရှိတဲ့အရာတွေအားလုံးပါဆိုလို့ရှိရင်လည်းကိုနဲ့ တတွဲတဲ့ပါမလာတော့ဝင်နေပြဿနာအခိုက်အတန့်တွေဖြစ်ပြီးအပီးအပီးသက်အစုံတိုင်းကြံခဲ့ရမယ့်အပိုင်းတွေလည်းချက်တတ်ပါလေ။ဒါကြောင့်မို့လို့ဒီဆယ်လာပိုင်းကဆိုလို့ရှိရင်အဲခွန်ထဲသားသမီးများအားလုံးအတွက်ပြောရမယ်ဆိုရင်ပေါ့နော်။ကိုယ်ဖြစ်စဉ်တစ်ခုလုံးမှာပေါ့နော်။ရုတ်တရက်ကိုကနေကံတရားတွေကံစားတာတွေပွင့်ထွက်သွားတာမျိုးဒါခွန်ထဲသားသမီးများအားလုံးတွေလည်းသက်ဆိုင်ပါလေ။ဒီဆယ်လာပိုင်းရဲ့ကံကြမ္မာကနေနော်။အဲ့တော့ဟို တူးကြီးနေတဲ့ဆိုလို့ပြောတာမဟုတ်ပါဘူးအဲ့တော့တနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓဘုရားပြီးတောက်ပြန်စနေရမှုနောက်ခေါနေတာသမရှိနေတဲ့အပေါ်မှာပါလေပေါ့နော်ဆိုတော့ဒီလိုလာမှာဆိုလို့ရှိရင်ကောင်းသောပြောင်းလဲခြင်းတွေလည်းအများကြီးရှိလို့လို့ပြောပဲအဲကိုနဲ့ပေါ့နော်ဒီဟိုပါတော့ကိုလူမှုပဝင်ခြင်းကိုနဲ့ပတ်သက်ဆက်နွယ်နေတဲ့လူမျိုးတွေလုပ်ငန်းမှုတွေမှာဆိုလို့ရှိရင် အထူးသတိထားပြီးတော့အလုပ်လုပ်နေတယ်။ဘာလို့ဆိုတော့ပြဿနာလေးကြီးအသေးပွားလေးကြီးကအစဖြစ်တတ်တယ်။အသေးပွားလေးကြီးဖြစ်ပြီးဆိုတဲ့အခါမှာဆိုလို့ရှိရင်ကိုယ်ကသတိနဲ့ထိန်းပြီးတော့မှကြော်သွားနိုင်အောင်လုပ်တာရှင်းသတိပေးတာပေါ့နော်။ဆိုတော့ဒီလာပိုင်းကဆိုလို့ရှိရင်အများကြီးကြောက်လန့်မှုတွေရှိတယ်။နော်အများကြီးကြောက်လန့်မှုတွေရှိတယ်။ကောင်းသောကြောက်လန့်ခြင်းတွေဖြစ်တယ်။အဲ့မကောင်းတဲ့အရာတွေကတော့ထားခဲ့ရမှာပေါ့နော်။ဒါကြောင့်ဒီလရဲ့အကျိုးအနေထားတွေအကုန်လုံး ဂျူနီတားတွေအကုန်လုံးကပြောင်းလဲခြင်းတွေဖြစ်နေတာပေါ့နော်။ပြောင်းလဲခြင်းတွေဖြစ်နေတာမလို့အထူးသဖြင့်ပြောရမယ်ဆိုလို့ရှိရင်စာပရိတနည်းလာနေနေနေရဆိုလို့ရှိရင်အာနည်းနည်းတော့လှုပ်လှုပ်ခတ်ခတ်လေးဖြစ်တတ်တယ်။လှုပ်လှုပ်ခတ်ခတ်ဆိုတာကဟိုပြောင်းတယ်။လုပ်ငန်းသဘောရတဲ့လကောင်လူငွေသဘောရတဲ့လကောင်နော်ဒါမျိုးလေးတွေမှာ ကိုယ့်ကိုမလိုတာနော်တစ်ခုခုလေးတိုက်ခိုက်တာဒါမျိုးလေးတွေက ပေါ်ရံလေးတွေမှာဖြစ်တတ်တယ်ဟောတော့ဖြစ်တတ်တယ်ဒါပေမဲ့ဒါကြီးကစိုးနေတာလားဆိုတော့လေအញ្ញာကြီးမစိုးနေဘူးလုပ်ငန်းမင်းဆိုင်ငွေကြေးပိုင်းဆိုင်ရာတွေမှာကြတော့အပတံကိုမှဝင်ငွေကချောင်းပြူးစီနေတာပါနော်လက်လက်ပိုင်းတောင်းပေါ်ချင်ဝင်လာဖြစ်တယ်အဲ့လိုပဲဂျာတဲ့နင်းနန်သားတွေမှာလည်းပဲအဓိကဒီဒီလရဲ့ energy ရအောင်ကျူးစီခြင်းနဲ့ဆယ်လာပိုင်းမှာကောင်းတဲ့ energy ဂျူးတွေအပြောင်းအလဲမှာဖြစ်ပေါ်လာထွက်လာတယ် energy တွေမတည့်ဥစ္စာတွေကိုရအောင်ယူပါပြောချင်တာကအဲဒီပြောရမယ်ဆိုလို့ရှိရင်တော့ကို့မှာတကယ်လို့စိတ်ကူးထားတဲ့ကိစ္စတွေပေါ့နော်စိတ်ထဲမှာပဲတွေးထားတဲ့ကိစ္စတွေအောက်ထဲမှာပေါ်ပါသေးတဲ့ကိစ္စတွေအကုန်လုံးဆိုလို့ရှိရင်အဲ့ဒီဆယ်လပိုင်းမှာအကောင့်ထဲပေါ်လို့ရတယ်အကောင့်ထဲပေါ်လာနိုင်တယ်ပေါ့နော်ဒီလိုမျိုးကံတရားမျိုးတွေဖြစ်ပါလိမ့်မယ်အဲ့တော့ အဲလုပ်ငန်းတွေစတင်ကြတော့မယ်ဆိုတဲ့အခါမှာလည်းဒီဆယ်လာပိုင်းမှာစတင်ရရတယ်။ကောင်းတော့ပြောင်းလဲခြင်းတွေပြောင်းလဲသွားမယ်။အပြောင်းလဲတွေဆိုတာက အကောင့်တွေကိုတွားဖို့အတွက်ဆိုပြီးအရင်ကအစိုးရတွေကိုဖယ်ရှားပြရတယ်သဘောပါပဲเนาะ။အဲ့တော့အကောင့်ဘက်ကိုတွားဖို့အတွက်အစိုးရတွေကိုဖယ်ရှားရတဲ့ဆိုတဲ့နေရာမှာပြဿနာအနည်းငယ်လေးတော့ကြုံတွေ့ရတတ်တယ်။ဒါကဒီဆယ်လာပိုင်းမှာဖြစ်နိုင်တဲ့ပြောင်းလဲမှာဖြစ်နိုင်တဲ့ကိစ္စရပ်တွေပေါ့။ ဆိုတော့ဝင်တဲ့သားသမီးတွေအားလုံးကဘယ်လိုတက်ရမှုရှိမှာလဲဆိုတော့ကိုချဲ့တော်သူမျိုးပေါ့နော်အဓိကကကောင်းတဲ့ဘက်တွေကိုအများကြီးသွားခြင်းနဲ့ဆိုရင်ကုသိုလ်ကောင်းမှုတော့များများလုပ်ပေးရမယ်ပေါ့နော်ကုသိုလ်ကောင်းမှုများများလုပ်ပေးမယ်နောက်ဘာသာရေးများများလုပ်မယ်ကတ္တရားတွေအများကြီးတို့တက်ပြောင်းလဲလာအောင်လုပ်ပေးရမယ်။နောက်ဓမ္မသာလေးပို့မှာမကောင်းတဲ့အညံ့တွေကျုံတွေ့ရတဲ့အခါမှာကိုကကြုံသွားနိုင်မှာဖြစ်တယ်ပေါ့နော်။ကုသိုလ်တွေအများကြီးဖြည့်ထားတဲ့အခါကျတော့ အဲ့တော့ခွန်တဲ့သားသမီးရှင်းနေနိုင်တဲ့အားလုံးရဲ့သဘောတရားတည်အာပြောင်းလဲခြင်းနေနဲ့ပဲကြုံတွေ့ရမှာဖြစ်တယ်ပြောင်းလဲဆိုတာကောင်းသောပြောင်းလဲခြင်းတွေကြုံရမှာမဟုတ်လို့မကောင်းတဲ့အရာတွေအရင်ဦးဆုံးဖယ်ရှားပြရမှာဖြစ်တယ်ဒါကြောင့်မို့လို့မကောင်းတဲ့အရာကိုစပြီးတွေးလိုက်တဲ့အခါမှာဟာ သူရှင်ကကောင်းလာလို့ပြောထားပြီးတော့ငါဘာဖြစ်လို့မကောင်းလာရင်လည်းအရင်စပြီးတွေ့ရတာလေဆိုပြီးဖြစ်မှာဆိုလို့ဒီရကျုပ်ပြီးတော့ပြောပြပေးထားတာမကောင်းတဲ့အရာတွေလည်းကြုံတွေ့နိုင်တယ်ဒါပေမဲ့အဲ့ဒီအရာတွေကပြီးဆုံးသွားတော့မှအရာတွေထားခဲ့ရမယ့်အရာတွေတော့အဲ့တော့သူတို့ကိုအရင်ရှင်းပြီးတော့မှကိုကကောင်းတဲ့ဘက်ကိုသွားမှဖြစ်တယ်ဒါလေးကိုနားလည်ပြီးပါခွန်ရသားမြင်အားလုံးတော့နားလည်ပြီးပါကုသကောင်းမှုတွေများများလုပ်ပြီးပါเนาะကံတရားတွေအမြဲတမ်းကောင်းမှုတွေကုသကောင်းမှုတွေအများကြီးလုပ်ပြီးပါ ဲ့တော့အဓိကပြောချင်တာကပဋ္ဌာန်းနဲ့ပူဇော်ပေးပါနော်ပဋ္ဌာန်းကျေပူဇော်ပေးပါနော်မေတ္တာတုတ်တွေပွားပါနော်မေတ္တာများများပွားပေးပါခொနည်းသားသမီးတွေအားလုံးမြတ်တာပွားပေးပါကိုကိုကိုကစပြီးမြတ်တာပွားပါနောက်ကိုချစ်တဲ့သူတွေမြတ်တာပွားပါကိုမချစ်တဲ့သူတွေမြတ်တာပွားပါဘာလို့လဲဆိုတော့မြတ်တာတရားကအကုန်လုံးကိုလွှမ်းခြုံနိုင်စေဖို့အတွက် နော်ကိုမချစ်တဲ့သူပဲဖြစ်ကိုမချစ်တဲ့သူပဲဖြစ်ဖြစ်ကိုမနှက်တဲ့သူပဲဖြစ်ဖြစ်ဘလို့လူမျိုးမဆိုမေတ္တာထားနိုင်အောင်မေတ္တာပွားတဲ့အလေးချင်းကိုလိုယူပေးပါလို့ပြောခြင်းနဲ့ဒါမှသာလေခုနပြောတဲ့အနောက်ရှက်တည်ရင်နေရကင်းရှင်းမှာပေါ့နော်ဒါကြောင့်ဒါလေးကိုအကြံပေးခြင်းပဲဖြစ်ပါတယ်အဲ့တော့ဆေလာဘိုင်းရဲ့ energy ရဲ့သဘောက အရန်ပုံမှသူကနှုတ်ညံ့နေစမ်းချနေ ပေါ့เนาะအဲတခါတလေမှာဘလူလေးပြောင်းလဲသွားတယ်ဆိုတဲ့အရာလေးကမတိမတာလေးနဲ့ကိုယ့်ရဲ့ဘဝတစ်ခု ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ energy မျိုးပါဆက်လာပါရတယ်ဆိုတော့မတိမတာလေးနဲ့ကို အထွေထူးကိုကလုပ်ယူထားတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ကံတရားလေးရတယ်ဖတ်ခနေဆိုပြောင်းအကောင်းဘက်ကိုပြောင်းလဲသွားတာမျိုးလေးကြီးကြုံတွေ့ရတတ်တယ်အဲ့ဒီ energy မျိုးလာမှာပေါ့နော်ဆိုတဲ့ခါကျတော့ ဟိုတခါတရံကြရင်ဟဲ့ငါဘာမှမလုပ်ထားငါဘာမှလုပ်ထားခြင်းမရှိပြင်းねငါရုတ်တရက်ကြည့်သူလို့ခွင့်ရေးတွေရလာတယ်ဆိုတာမျိုးလေးကြုံတွေ့ရတတ်တယ်ဆိုအဲ့ဒီမျိုးအဲ့ဒီလိုမျိုးကန်စာတာမျိုးဆက်လာပဲမှာပေါ့နော်ဆိုတော့လူတိုင်းနဲ့သက်ဆိုင်မှုရှိတယ်ဒီ energy ကအဲ့တော့မကောင်းတာတွေအရှိန်မှုဆုံးလွတ်ချလိုက်ပါကောင်းတဲ့အရာတွေကိုဆွဲယူလိုက်ပါအဲ့တော့စိတ်ထဲမှာအမြဲတမ်းမှတ်ထားရမှာကဆယ်လာပိုင်းဒီငါတို့အတွက် အကောင်းနဲ့အများကြီးပြောင်းလဲရမယ်လာဖြစ်တဲ့အတွက်ကြောင့်မလို့ငါတို့စိတ်ကောင်းနှလုံးကောင်းပွင့်မယ်ဘာသာရေးတွေလုပ်မယ်ကုသကောင်းမှုတွေအများကြီးလုပ်မယ်ဒါဆိုလို့ရှိရင်ကိုယ့်ဘဝမှာကိုဖြစ်ရှင်တဲ့ဆန္ဒတွေစကူရီးယားအရာတွေအလုံးအကောင်းတွေပေါ်လာပြီဆိုတဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်ကျေးဇူးတင်ပါတယ်